မဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Land Story Garden Audiobook Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ကျမကဆရာမကြီးကျူရေးသားထားတဲ့စုံနေရနဲ့လွမ်းလိချင်းဆိုတဲ့ဝိတုစာအုပ်လေးကိုဆက်လက်ပြီးတော့ဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါရစေ။အားလုံးပဲစိတ်ပါဝင်စားစွာနဲ့အဆုံးထိလိုက်ပါနာဆင်ပြေးကြဖို့ညွှန်လင်းပါရစေရှင်။ဆရာမကြီးကိုလည်းဒီစာအုပ်လေးကိုဖတ်ပြခွင့်ပြုဖို့ဒီဗီဒီယိုလေးကနေတစ်ဆင့်ခွင့်တောင်းရင်းနဲ့ဂါရဝပြုနှုတ်ခွန်းဆက်သလိုက်ရပါရစေရှင်။မမကိုကျွန်တော်ချစ်တယ်။ အလွန်တိုးတိတ်သောအတန်းဖြင့်ကြပြကြရာပြောလိုက်သည့်သူစကားကိုကျမယုတ်တရားနားမလဲလိုက်။ဘာ?မမကိုကျွန်တော်တိတ်ချစ်တယ်လို့ပြောတာ။သူ့နှကမ်းမှထွက်လာသည့်လေကကျမပါပြန်သူပင်ထိကက်တိုးတိုက်သွားသည်။ဟင်?ကျမနှလုံးကဒိန်းကနေဆောင်ခုံသွားလေသည်။အင်ဂျင်ရေဖဖွားအတန်း။အိမ်တော်ဖေးတကားဝမှာမတက်ရရင်လှမ်းခေါ်ခြင်းဖြစ်သည်။သူကျမအနီးမှဖြတ်ခနဲပြန်ခွာလိုက်၏။ ။ဒါပြီးဖွားဖွားကိုဖွားဖွားကိုអော်ပြောရင် ကျမအိမ်ဘက်သို့လျှောက်သွားလိုက်ပါသည်။ကျမရင်နေတရိတ်ထိတ်ခုံလျက်နှာခမ်းနေပူထူလျက်ခြေလက်လန်းရတာနှေးကွေးနေသည်။ညကြီးမှာအမြင့်တွယ်နေသလိုပဲဆွဲမြဲနေသည်။တလမ်းမှလမ်းလို့မရတော့မှလို့လို့သူနောက်ကနေလိုက်ပါမလားပဲတော်တော်กว่าပြီးကြံနေသည်ကိုသတိပြုမိသည်ဘယ်လိုက်လာမလဲသူသည်အလွန်ကြီးမားသောအပြစ်ကို ပြုမှုလိုက်မိသူ ဖြစ်နေသည်ကို ညီမေနိုးနေပြီညီကိုမေးနေလို့ကျမမမေအခန်းထဲဝင်လာရသည် မမေမကြမီမောင်တော်ဝေကဖွားဖွားနဲ့အတူ မမေအခန်းထဲသို့လိုက်ဝင်လာသည်တရင်ချင်းရင်းမှာဒူထောက်ထိုင်မှုဖွားဖွားသူ့ဟာမျက်နှာရိပ်မျက်နှာကဲဖြင့်ပြောမှ သူတတိယဟန်တူ၏မမေကရင်ပေးမှထိုင်ရက်မမေကိုကတော့လိုက်လေသည်မောင်တော်ဝေအလကားဒုက္ခရှာလို့ကွယ်ဆီယမ်မဘာမှဖြစ်တာမဟုတ်ဘူးဘာဖုံးအောင်ပဲလှူပါ မမေကခတ်တိုးတိုးလေးတန်းဖြင့်ပြောတော့မောင်ကကမန်းကလန်းကြီးကျွန်တော်ဘာဖုန်းကိုလဲလှူမှာပါဆီယမရဲ့အခုဆီယမနေမကောင်းလို့ဆီယမကိုအရင်လာကြတော့တာပါကျမသူ့ကိုမျက်နှာထားတင်းတင်းဖြင့်လှမ်းကြည့်ဖို့အားယူလို့ရသွားသည်သူကျမကိုလုံးဝမမကြည့်ခဲ့ပါသူပြန်ထွက်သွားသည့်အချိန်ထိကျမမမေကရင်ပေးမှာအယုတ်တယုတ်လိုထိုင်နေခဲ့မိသည်ကျမမှာပါအာယုံမှမရှိပဲရင်ထဲမှာဟာလာဟင်းလင်းကြီးဖြစ်နေသည် ပြတင်းမောင်မမြင်ရသည့်ကောင်းကင်မှာကျယ်ရီစုံနေသလားမောကြည့်မိပေမဲ့ကျမပါအောင်မမမြင်တော့သလိုပဲပါတယ်မှလည်းမကြတော့သလိုပဲ မောက်တန်လွယ်လို့ပေါ့မမကိုကျွန်တော်ချစ်တယ်ဟင်ဒါသူငငယ်တော့လို့ပဲစိတ်ကူးပေါက်ရပြောတာဖြစ်မှာပါဘာထရီလီကလီစိတ်ကူးမှမရှိပဲပြောလိုက်တာပါမဟုတ်ဘူးဒါငငယ်တော့လို့သွေးရိုးသားရိုးလွတ်ကနေပြောတာမဟုတ်ဘူးဒီစကားကိုပြောခြင်းလို့ တမင်အကွက်စင်မီ channel ကိုခေါ်တာကျမရှင်နေ တစက်စက်ခုံကတုံနေစေဖြစ်သည် ကျမတုံလုံးနေခဲ့တာလားသူ့တကယ်မောင်နှမရီလိုစိတ်ကယူဆထားခဲ့တာမို့အခုလိုသူ့ချစ်စကားကြားလိုက်ရတော့ထိတ်လန့်တုံလုံးလို့ရင်ခုန်သွားခဲ့တာမဟုတ်လားမဟုတ်ပါဘူးကိုကိုကိုမညာပါနဲ့တကယ်တော့ကျမကြည်နူးသွားခဲ့တာပါ ဟုတ်တယ်မဟုတ်လားပားပြင်တွင်တွင်နှကန်းတွင်တွင်ရင်ထဲကတလက်လက်နဲ့ အပင်မွားသိရွက်လေးတွေဒေဖြင့်လှုပ်ခတ်တာတော့ကိုယ်ရင်ထဲထိလာပြီးထိခိုက်လာသေးတာအဲ့ဒါကျမကြည်နူးတမ်းမတ်သွားလို့မဟုတ်လားလဆတ်တော့မောင်းချစ်ကိုကျမကကြောင်မြင့်စွာသောအချိန်ကာလကလေးကတိတ်တခိုးမျောလင်းနေရပါလားဟဲ့မဟုတ်ဘူးကျမမအောင်မောင်လေးရင်းလိုပဲချစ်တာပါကျမထက်အများကြီးငယ်တယ်လေနောက်ပြီးကျမသူ့ပုံစံကိုနည်းနည်းမှမကြိုက်ဘူးလေမမမအောင်ချစ်သူလို့မချစ်နိုင်ပါဘူးကွယ် ။သမီးမောင်တော့ဝီအကြာကြီးနေသွားတာလား။နိုင်ဝါလောက်ဖြစ်မယ်တဲ့မမေ။မမေအိတ်နေလို့သူစောင့်နေရ။ပြတင်းပေါက်မလာရောင်သည်မမေကရင်ကောင်းရင်တို့ဖြာကြနေသည်။မမေကောင်းအဖြူရောင်သည်လာရောင်ကြောင့်ပြာလဲလဲဖြစ်နေသည်။ကောင်းစွတ်တွင်ထိုးရသည်ပျော်ရှင်စရာမွေးနေပါဟုသည် Happy Birthday စာလုံးသည်အပြာရောင်ဖြစ်သည်။ ဒါမမေနဲ့ပပေးစင်တူကောင်းအောင်ဖို့မမေကိုယ်တိုင်ထိုးထားခဲ့သည့်လက်ရာတခုပါ။ဟုတ်ပါရဲ့။မမေစီကပန်းထိုးပညာကိုကျမသင်ကျင်သေးပါသည်။ကျမတို့သားမိညာနဲ့တီအထိအိတ်မပြောခဲ့ကြ။မမီးရဆီယာမပီပီပြောချင်သည့်စကားစီတို့ကြောက်အောင်တိုင်းဝိုင်းပြီးဆွဲခေါ်တတ်သူမှုထိုညကလည်းကျမ၏နှလုံးသားကိုအကဲခတ်ဖို့ပန်းမြိုင်လေယူရီးယားတခြင်းကနေစားခဲ့သည်သမီးမမီလား ။ငယ်ငယ်တုန်းကသမီးကိုပန်းမြရတဲ့ချင်းဆိုပြတော့ကသမီးပြောခဲ့တာလေ။မမေကတင်တင်မြတီဆိုတော့ပန်းမြရတဲ့ချင်းကိုကတ်ဆက်လေးဖွင့်ကိုတိုင်လေးခဏခဏညီတတ်တာ ကျမမှတ်မိပါသည်။သို့တော့ကျမဘာပြောခဲ့ပါလဲ။မမေကပန်းမြရတဲ့ချင်းကိုခါးလေမှာဖြတ်ပြီးခတ်တိုးတိုးညီပြသည်။လာသာသာနဲ့ယိုတရတေးသွားတရှင်ကြီးတန်စင်ခတ်တူတူကလိုက်ဖက်နေသည် မမေ့တန်အကောင်းကြီးမဟုတ်ပေမဲ့တန်စင်ကိုပိုင်နိုင်သူမှုနားထောင်လို့ကောင်းပါသည်နားထောင်ရင်တောတောင်ရေမြေကိုမြင်အောင်လာ၏အဲ့ဒီတိတ်ပေကိုတမီသိတယ်မဟုတ်လားကျမရေလိုက်မိသည်မောင်ကပြားခက်စစ်အတိတ်ပဲရေမေးလို့လို့အခုတော့ကျမဝက်လိုက်ပြီတိပါရဲ့မမေရဲ့တစ်ပင်အရေးအောက်ကိုခိုးဝင်ပြီးယာမနဲ့လက္ခဏာညီနောင်နှစ်ပါးခဏနာတာမိကနဲ့အိတ်တဲ့အချိန်တစ်ပင်ပေါ်မှာသူ့ကြိတ်မြောင်မင်းကသူ့ဒုက္ခနဲ့သူ့ ။ရာမညီနာရဲ့မြေတားကိုမြင်ပြီးအော်သူတို့ညီကိုများကြတော့ချက်လိုက်ကြတာတဲ့။သူမျက်ရည်ကျတော့တာ။သူမှတော့အကိုရဲ့နှိမ့်ဆက်ခံနေကြရတာကိုသူဆွေးရပြီပေါ့။မျက်ရည်ကျမိပုံကိုရေးဖွဲ့ထားတာကတွေ့ကောင်းငွေနည်းမျက်ရည်ဖြာစင်းနဲ့ငွေနည်းတဲ့သူမှုံဝေပြီးမှထိုမျက်ရည်တို့ပါပြင်ပေါ်ဖြာစင်းလာသည်ဟုဆိုလေသလားမသိပါ။မြဲရီတို့ရာမကြီးပါပြင်ပေါ်သူအကြရာမကလန်နူ ောက်ပုံမြင်တော့လေးနဲ့ချင်းဒီအခါသူ့ချိတ်မြောင်မင်းကဆင်းလာပြီးဝက်တော်ခါရရှခိုးလေးဒီအဲ့တော့အင်ဂျင်ပါပြောခဲ့ရလဲမမေတမီးပြောတာနောက်တစ်ပိုက်ပါစုံစဲပြအပိုက်သူပဒါဆိုသည့်နာမည်ပါတော့ထိုအချိန်ကကျမဘာရီတွေးမိခဲ့လေဟုပြန်တရိယာသွားပါပြီ။အော်ဟုတ်တယ်မှတ်မိပြီမမေသူပဒါဆိုမှပဲအဲ့ဒီကြောင့်အင်ဂျင်မှတ်မိတော့တယ်။ လက်ဆက်ပြအောင်မိုးလျက်တောင်းမန်တိုးရှိုးအသက်ကိုချမ်းသာပေးပါမည်အကြောင်းဖုံးတကိုကြီးလာစွာသောရမမင်းအားဥတည်လျှောက်ထားပါသည်မိမိတိုင်းမီကင်တာတောရဲ့မြိုင်နှမ်းမှာအကိုပါလီကဌိနအောင်အာဓမတိုက်ခိုက်သိမ်းယူရုံမကမိမိဇနီးသူ့ဘတာကိုပင်သိမ်းယူပြီးမိဖုရားမြောက်ထားပါသည်ရဲ့နင်ငယ်ကကျမမြောင်မင်းကိုတနာခဲ့သည်သူခင်များဆက်လဲရှုံထွက်လဲပြေးရမိမကိုလည်းအသိမ်းခံရကို ။သို့သောစစ်နိုင်သူကစစ်ရှုံးသူရဲ့မိမအိုတင်ပိုက်တာ ရှေးကလေးကထုံးစံမဲမမေကကျမကိုရှင်းပြခဲ့ပေမဲ့ကျမဘဝင်မကြခဲ့ပါ။စစ်နိုင်သည်မြောက်ကစစ်ရှုံးသည်မြောက်ဤဇနီးအားတင်ယူလာထားပါတော့တရိတ်ဆန်ကိုလူပရင်တွေကစစ်ရှုံးသူဤဇနီးမြောက်ကိုတင်ပိုက်တာတော့လွလွန်းသည်ဟုကျမယူဆသည်။မိမရင်ခမယာခင်ဆက်ဆက်ကုန်ပစ္စည်းအဖြစ်အသုံးလုပ်ခံရတာကိုကျမမကျေနပ်ခဲ့။တမိပြောခဲ့တဲ့စကားလေး မိမတွေကခက်ဆက်ဆက်ကုန်ပစ္စည်းအဖြစ်အသုံးတော်ခံရတာပဲနော်တဲ့ဟုတ်တယ်အခုပြန်တွေ့ရင်လည်းအဲ့ဒီတိုင်းပဲခံစားနေရတော့မှာပဲမမေကအဲ့ဒီစကားကိုကြားတော့တမိကိုနည်းနည်းမျှော်လင့်ခဲ့သေးရာတမိကစိတ်ဓာတ်ခတ်တန်နဲ့အမျိုးသမီးလွတ်မြောက်ရေးဝါဒီများဖြစ်လာမှာလားလို့အဲ့ဒီချိန်တော့တမိရှစ်တန်းလေဟိုကျမရေမောမိသည်ဘာလို့မျှော်လင့်မိလဲဆိုတော့အိန္ဒိယဒါဝီထုံးစံကိုလည်းတမိမခံခြင်းစိတ်တွေဖြစ်ခဲ့တာမမေသိတာဟုတ် ကျမမမိပါသည်မမမိပဲပဲရှိပါမလဲကျမ၏ဂုံရောင်တင်းစားရဲမှာတော့ထည့်ရေးခဲ့တာလေအိန္ဒိယနိုင်ငံမှာအသက်နှစ်နှစ်ကနေလေးနှစ်အတွင်းမိန်းကလေးငယ်တွေတင်းဆုံးတော့ကရွယ်တူယောက်ျားလေးကလေးငယ်တွေထက်နှစ်ဆပူများတယ်မိန်းကလေးရှင်ကခင်မိုးမိသားစုကိုမင်္ဂလာစေပေးရတဲ့ထုံနှံစင်ကကြောင့်မိန်းကလေးတွေကိုအရွယ်မရောက်ခင်မှာအသက်ခံရတာတဲ့ကြောက်စရာအစင်လာကြည့်ပါကျမထိုးအဖြစ်ကိုဘယ်သတင်းစာရဲမှာဖတ်လိုက်မိတယ်လဲမသိဘူး ထိုချိန်ကသတင်းစာတစ်ခုမှာသို့မဟုတ်ဝတ္ထုတစ်ပုဒ်မှာဖတ်လိုက်မိတာဖြစ်နိုင်ပါသည်။ကျမပြောခဲ့သည့်စကားကိုအခုတော့မှတ်မိသွားပါသည်။မောင်ပထမဆုံးရန်ကုန်သို့ရောက်လာသည့်နေ့ကကျမကိုလတ်ဗီဒီယိုတဲဖြတ်ရာရုံငန်းသို့ ကိုလတ်နှင့်အတူလိုက်သွားသည့်နေ့ဖြစ်သည်။ထိုနေ့ကကိုလတ်မုတ်စိတ်မွေးရိတ်ထားသည်။ကိုလတ်သည်မိုးစိတ်မွေမရိတ်ပဲနှစ်ပတ်လောက်နေချင်နေတတ်တာမို့သူမိုးစိတ်ရိတ်ထားတဲ့အခါတော်တော်တည်တတ်သည် မျက်မှန်ကြီးတစ်ခုပဲရှုပ်နေတာကိုလက်ရဲ့ကိုလက်မျက်မှန်ရှိုးပဲ့လိုက်တာဗျာမျက်ကမှန်လေးပါလေးတက်ပါလားဟုမြောက်ပေးမိလေသည်ကိုလက်ကခါခါတီးတီးညင်သည်မျက်ကမှန်ကတက်ဖူးပါတယ်မဖြစ်ဘူးငါတို့ကဘတ်စကားစီရရဲ့လူလေဟိုလူကတိုးဒီလူကတိုးနဲ့ဟင် မျက်စီကိုဘသူကတိုးမှလဲအေးနေရတက်မှမတက်ဘူးပဲဘယ်သိမလဲညနာကိုအတိုးခံလိုက်ရရင်မျက်စီကိုအောင့်သွားတာပဲ နောက်ပြီးအလုတ်သိရှုပ်တယ်လေညကြပြန်ဖြုတ်စေးရည်တဲ့စိမနေဂျာပြန်တက်မဖြုတ်ဝယ်အိပ်ပြောသွားရင်ပြီးပါလေရောအော်ကိုလက်မြက်ကမှန်တက်ဖူးတာ哦ကျမနဲ့မတွေ့ဘူးလို့ဖြစ်မိကိုလက်ကိုမျက်မှန်ကြီးဖြုတ်ပြီးကျမမြင်ကျင်လိုက်တာတက်တုံးကဘလို့စိတ်ကူးဖြင့်တက်ဖြစ်သွားတာပါလေအေးလေသူလည်းမျက်မှန်ကြီးနဲ့ရှုပ်နေတာကိုမလို့ချင်လို့ပေါ့ကျမအတွေ့ကိုကိုလက်ကတိသွားသလိုပဲအပြုံးစားစားဖြင့်သူ့အတူပြော၏ ထားပါပြီးခဲ့တဲ့ကာလတကူကပေါ့လူတွေမှာယူကြောင်ကြောင်ဖြစ်တဲ့ကာလကြီးလည်းရှိတတ်တယ်ဟာသူမျက်နာကြီးကရှက်သွားတယ်မျက်နာလားမသိတကယ်တော့ငါတို့ရဲ့လူချင်းတဲ့ဘန်းနိုင်အောင်ရောက်ဖို့အဝေးလိုသေးတာရှေ့ပိုင်းရင်ဆိုင်ရမယ့်အခက်ခဲတွေဆင်းရဲဒုက္ခတွေကအများကြီးသူ့ဟာသူပြန်တရားချလေသည်အင်းမမေပြောတာတိတ်မှန်တာပဲကိုလက်ကိုများယူမိရင်နောက်ထပ်ခင်ခင်မီတယောက်ဖြစ်လာမှတေးကြပါသည်အိုးနေစမ်းပါဦး ကိုဘကကြီးစိတ်ကူးနဲ့ပယ်နေလိုက်တာကိုလက်ကဘာများကန်းလန့်လာလို့လဲအရင်ရောင်လေးအောင်မပြပါဘူးကိုလက်ဒီစနစ်တစ်ခုပြောင်းလဲဖို့အတွက်တော်လန်ရီကိုပြည်တွင်းမှာနေပြီးလို့တာအန်ဒီအကြီးပင်မဲ့ပိုထီရောက်သည်ဟုယုံကြည်သူဖြစ်သည်ဖမေလိုတော့ပြည်ပကနေတော်လန်ရီလို့ကိုစဉ်းစားမှာမဟုတ်မမေခင်ခင်မင်းနဲ့အင်ဂျင်ဝေတဲ့အဖြစ်ချင်းတော့တူမှာမဟုတ်ဘူးခင်ခင်မင်းကအမေရိကန်ကနေတိတ်ခွေရောစောင်းတေရောရနေတယ် အင်ဂျင်ဝင်ရတော့တရက်ထောင်မဲသွားရမလားညကြီးနားထောင်မဲသွားရမလားမသိကိုလောက်ကိုထောင်မဲစားတွေ့ဖို့လေကိုအောင်ကိုတတိတရန်ကြီးစိတ်ကူကခက်ခနဲရဲမိပြန်သည်ကိုလက်သည်သူ့ယုံနာနီနီတွင်တငယ်ချင်းနဲ့အတူတိုက်ခန်းတခန်းဆက်တူမှနေ၏ကျမနဲ့တိတ်တော့မနေပြီကျမကလဲရမှနေပြီသူက35လမ်းမှနေ၏ အားလိုက်ရတွေမှာကျမနဲ့ချိန်မီအမေရိကန်ရေကြီးမှုဌာနစာကြည့်တိုက်တို့ဗြိတိရှကောင်စီစာကြည့်တိုက်တို့တွားပြီးစာအုပ်တွေငါးဘက်ကျဟောပြောပွဲတွေလိုက်နာထောင်ကြမှုခဏခဏတော့တွေ့ဖြစ်သည်တခါတော့ကျမနဲ့တွေ့နေသည့်မိမျိုးဆက်ကိုလိုက်ပြီးအကဲခတ်ပေးပါဟုပြောမိသည်အကဲခတ်ပေးစီခြင်းငါရှိရဲ့နေရာကိုခေါ်လာပေါ့ခတ်တာပဲကျွန်တော်တို့နှစ်ယောက်ကအတိအလင်းချစ်သူတွေမဖြစ်ကြသေးတော့ကိုလက်စီဘလို့ခေါ်လာမှလဲ နင်တုံးတာလားတုံးကြည့်အောင်ဆောင်းတာလားတကယ်ပဲကိုလတ်ကမျက်မှောင်ကုတ်ထားပြီးဘာအကျဉ်းညာမှမပြီးတော့ဘီနောက်တော့ကျမကျောင်းကနေအပြန်မှာမင်းမျိုးဆက်ကိုလည်းဆိုင်တစ်ခုမှချိန်ကိုလတ်ကိုလည်းစာအုပ်တော့ပေးဖို့အကြောင်းပြချက်ဖြင့်ထုံဆိုင်တို့ချိန်လိုက်သည်မင်းမျိုးဆက်ကထိုနေ့ကစပော့ရှက်ဒေါနာရောင်ဖြင့်ဒုံးစံအတိုင်းတတနာနာမိကမျက်မှန်တော်တက်ထားသည်တင်မင်းမျိုးနဲ့ကိုလက်စကားပြောအပေါက်လမ်းမတဲနိုင်ဘူးကျမကြိုမတွေးထားခဲ့မိပြီ မင်းမျိုးဆက်သည်ဖခင်ကနိုင်ငံသားရေယုံရာရှိဖြစ်သလိုသူကိုယ်တိုင်ကလည်းနိုင်ငံသားရေယုံမှာအလုံးလို့ဖို့စီစဉ်နေသူဖြစ်သည်ကိုလကအစိုးရဝန်ထမ်းမှန်သမျှကိုအမြင်ဆောင်ဆောင်ဖြင့်ကြည်တတ်သူဖြစ်သည်မင်းမျိုးကနိုင်ငံသားမှာနိုင်ငံသားရဲ့ယုံဝင်တဲ့အဖြစ်အလုပ်သွားလုပ်ဖို့နိုင်ငံသားတိုင်းပြည်တွေကိုလှည့်ပတ်ပြီးနေထိုင်မှုစိတ်ကူးနေသူဖြစ်ပြီးကိုလကမြန်မာနိုင်ငံမှာ၅နှစ်အောင်ကလေးတည်တော့မြင့်နေတာ ကျမကြီးဆောင်ရှောက်မှုအစင်းနေတာ ကျင်းရံနွားပါရရအစိုးရညံလို့ပဲအစိုးရကိုပြောင်းပေးခြင်းနေသူမှု အတွေ့ချင်းဘလို့မှမတူနိုင်သို့သောကိုလက်ကိုချုပ်တီးမြူတိန်နိုင်လိမ့်မည်ဟုထင်သာကဲလို့သာမင်းမျိုးကိုအကဲခတ်ဖို့ခေါ်ခဲ့မိရပါအခုတော့ကိုလက်ဒီလဲမောင်တော့ဝေလို့ပဲနည်းနည်းမှဟန်မဆောင်တတ်သူပါလားကိုယ်ကအစိုးရရန်တရားကိုလည်းဝေဖန်ပြီးမိလွယ်ပြောက်လွယ်အမှန်မရှိသည့်ပြည်သူပြည်သားတို့ကိုလည်းဝေဖန်သည်ဘလို့လို့ပြီးသူတို့စကားပြောအပေါလန်တဲ့တော့မလဲ ။နောက်တော့ကိုလက်ကကျမကိုအပြစ်တင်သည်။အင်းကြီးနင်းရလေဘလို့ကောင်းနေတွေ့တွေ့နောက်တစ်ခါငါနဲ့ပေးမတွေ့နဲ့အလကားရေးပေါ်စီနေ။အင်းကြီးလည်းနောက်ပေးမတွေ့ပါဘူး။ကိုလက်ကတိတ်ရိုင်းတာပဲ။ကိုလက်သည်ထောင်မကြခင်နူးညံ့တိမ်ွေသလားထောင်ဝထွက်လာမှ စိတ်ဓာတ်တွေခက်ထန်မှကြောကပူရမ်းရသည်ဟုကျမဆူဆွဲမိသည်။ဟုတ်မှာပေါ့ထောင်ထဲမှာတွေ့ကြရတဲ့အတွေ့အကြုံတွေကလူတယောက်ကိုဘဝပြောင်းသွားစေတဲ့အထိခါသေးရဲ့လေ မြင်မှမကြုံဘူးပဲကျွန်မဖတ်ဖို့သည့်တကျွန်းဆန်၏အပြန်လန်းဆိုသောဝတ္ထုတစ်ပုဒ်ကိုတရိယာသည် AJ Groening ဝတ္ထုလားမသိဘာသာပြန်သူကတော့ထင်လင်းမှာထိုဝတ္ထုသည်ကျွန်မငယ်စဉ်ကဖတ်ရပြီးအခုထိအာရုံနဲ့မကြာခဏပြန်ပေါ်နေအောင်ကျွန်မကိုလွှမ်းမိုးနိုင်ခဲ့သည့်စာအုပ်ဖြစ်သည်သူတကယ်မတတ်သည့်လူတတ်မှုဖြင့်ထောင်နှံတသက်တကျွန်းကြသောလူရိုးလူရည်တယောက် ထောင်ထဲမှာသူရှိနေစဉ်မိသားစုကသူအပြစ်မရှိသည့်အကြောင်းတက်သေးပြဖို့အချိန်ကာလများစွာငွေကြေးများစွာစိုက်ထုတ်ပြီး အပြည့်အထံစူးစမ်းနေရသည်နှစ်ပေါင်းတော်ကြာတော့မှအပြစ်မရှိပါဟုဒီကောက်ချက်ကိုရပြီးထောင်ကနေပြန်လွတ်လာသည်မိသားစုကဝမ်းသာကြည်နူးစွာကြိုးစားကြသည်တကျွန်းဆန်လူဝေးကြီးသည်ထောင်ထဲဝင်သွားတော့ပုံစံမဟုတ်တော့ပဲခါးသိမ်းမှုများဖြင့်မာကျော်ခတ်ထမ်းပြီးကြံတန်းသောလူကြီးတယောက်ဖြစ်လာသည် မိသားစု၏နှွေးထွေးမှုကိုရှောင်ဖယ်သောစိန်ကားသောလူတစ်ယောက်ဖြစ်လာ၏ဘလောက်များနာကျင်စရာကောင်းလိုက်ပါလိမ့်ကုလရောအဲ့လိုပဲလားကုလထောင်ထဲမှာဘာဖြစ်ခဲ့လဲလို့ကျမမေးဖို့ကြိုးစားတိုင်းကုလကစကားလွဲ့လွဲ့ဖြစ်ခဲ့လေသည်မောင်တဝေလိုက်လာသည်နေရာကုလကထူးထူးခြားခြားကျမအဆောင်သို့လိုက်ပို့ပေးသည်နေဖြစ်သည်ညနေမိုးချုပ်ပြီးမှလမ်းမိုင်တိုင်းလင်းနေပြီကျမတို့အဆောင်ရှိရာလမ်းထဲသို့အဝင် ်လမ်းထိပ်တွင်လမ်းဘေးဆေးဆိုင်ပြိုင်တူခင်းခြင်းကစီကားနေကြပြီလမ်းဘေးဆေးဆိုင်တစ်ခုနာမှာမတည့်ရဆောက်နေသော မောက်သွေကိုကျမတတိမထားမိသူ့နာနေကပ်ပြီးဖြတ်ကျော်လာခဲ့တော့မလို့ကိုလကမြင်သွားခြင်းဖြစ်သည်အင်းကြီးဟိုမှာနှင်းရှုပ်ထုတ်လေးပါလားကိုလကအရှုပ်ထုတ်ခုခေါ်သူမှာကဘာလောကကြီးတွင်နောက်တစ်ယောက်လည်းရှိပါသည်ပထမတော့ကိုလက်နောက်နေသည်ဟုထင်၏ သူရန်ကုန်လာကောင်းလာနိုင်သည်ဟုနေစဉ်တွေးမိပေမဲ့သူရောက်လာခြင်းကတော့ကျမတွေးမနေခဲ့သည့်အချိန်ဖြစ်သည်တကယ်ပဲကျမတို့နှစ်ယောက်စီတို့လျှောက်လာနေသောခြားတိတ်ကိုတန်းတော်မြင်တွေ့လိုက်ရသည် ကျမတိတိတသာရင်မခုန်သွားဘူးလုံးဝတည်ကြပါသည်အနေငယ်ဝမ်းသာလိုက်လဲမှုရောရှိတာပေါ့ဟဲမောင်လေးဒီနေ့เจ้าမှာတော့ငယ်ရွယ်ပြီးနုနယ်သောကောင်းလေးသည်အခုရန်ကုန်မှာတော့ အရွယ်ရောက်ပြီးသည့်လူငယ်တယောက်ပုံစံချက်ချင်းပြောင်းသွားသည်။သူဝင့်နေကြဂျက်ကင်အင်ကြီးပဲ။သူဝင့်နေကြအပြာနှုတ်ရောင်ချင်းပေါင်းပြီပဲ။သို့တော့စပင်နေကဖွာဆန်ကျင်းနေလို့လား။သူ့မျက်လုံးတွေကပဲရင်းကျက်သွားလို့လား။ကျမတည်တည်ချာတိတ်ထက်ငါးနှစ်လောက်ပူကြီးနေသည့်လူငယ်လေးတူပါ။မမတွေ့လား။မတော်ဝေကလူမှုရေးညံ့တာ။ကိုလက်ကိုနှုတ်ဆက်လိုက်တော့ဘာဖြစ်မှာမို့လဲ။လောကကြီးမှာကျမတယောက်တည်းကိုပဲလူထင်သည်ဟူသည့်အတိတ်ပဲလား။ ကိုလကိုမျက်စိတော်ရှမ်းကြည့်လိုက်သို့တော့သူ့မျက်လုံးကကျမစီမှာပဲစူးစိုက်နေသည်သူကိုလကိုမမတ်မိလို့များလားကျမသူ့ဘက်ကနေ ဖြေးပြီးတွေးပေးလိုက်သည်မတော်ဝေမမတ်မိဘူးလားမမတို့ခေါင်းရင်အိမ်ကကိုစောလက်လေအော်ဟုတ်ကဲ့ဗျအေးမတော်ဝေရန်ကုန်လာလေရလားဟုတ်တယ်အခုဘမတဲလေကျွန်တော်ရွှေစီရီဘုန်းကြီးကျောင်းမှာတဲရွှေစီရီဟုတ်လားရန်ကုန်မှာရွှေစီရီကျောင်းခွဲကြီးရှိရလားကွာ ရှိရဲ့ဗျမင်္ဂလာတုံဘတ်မှာအော်အေးအေးမင်းအစင်မပြေငါစီလာတဲလို့ရတယ်ငါမျိုးထဲမှာနေရဲ့မော်လီမင်းလက်ထဲကပဲကြော်တော့တွေလားအင်းကိုလက်ပဲကြော်စားခြင်းနဲ့စုတထုပ်ယူသွားလေကိုလက်ကခေါင်းရမ်းမှုပြင်စဲမှာပေါင်တော့ဝေကအဲ့ဒါကြီးကမမအတွက်ဟုပြုံးမနေထပြောလိုက်လေသည်ဟုတ်တော့ဘလို့အလိုက်ကန်းစိုးမတိတတ်တဲ့ကောင်းလေးပါလေကျမစိတ်တူသွားသည် ဟမဆောင်နိုင်နေသူ့ကိုပဲစိတ်တွေးရမလားသူ့ကြောင့်တိနေရတာနဲ့ကိုကိုကိုပဲစိတ်ဆိုးရမလားကျမမျက်နှာမအီးမလဲဖြစ်သွားပုံရသည်ကိုလကကျမခေါင်းကိုလဝါဖြစ်အတာဖိလျက်သပင်ကိုဖွာတက်ခါခဲပြုံးနေသည်ကိုလသည်ကျမနဲ့အတူအဆောင်ထိလိုက်ဖို့အစီအစဉ်ကိုဖျက်လိုက်ပြီးနေရာမှရင်ကြည့်ရခဲ့သည်တကယ်တော့မောင်းသည်ညောင်ကုန်သူ့အလဲလာတာမဟုတ်အလုံးလုံးဖို့လာတာဖြစ်သည် ိုရင်ဥမာပိတာကိုသူပူဇာလို့ဘုန်းကြီးကရန်ကုန်ရောက်နေသည့်ရေနံချောင်းသားအတိတရကတဦးကိုမိဆက်စာရေးပေးပြီးလွတ်လပ်ရခြင်းဖြစ်သည်မြင်္ဂလာတော်မှာရွှေစည်တီဘုန်းကြီးရှိတယ်ဆိုတာလဲညာပြောခြင်းသာဖြစ်သည်သူကတကုံမျိုးတက်မှာတဲခုနေရဖြစ်သည်ဒါတွေကိုကျမတိရသည်ကသူရန်ကုန်ရောက်ပြီး၄၅၆ရက်ကြာမှဖြစ်ပါသည်မမမော်ဘီကိုသွားကြည့်ရင်ဘာကားစီးရမှာလဲမမ အရောင်းမြင့်တင်ဝင်နှန်းဆိုတာဘာလို့တွေလို့ရရလဲမမကားမောင်းတင်ဘူးလားကားမောင်းတင်ခြင်းဘမတင်ရရလဲသူစီအမေကနေတမျိုးပြီးတမျိုးတိုးလာတာကိုကြည်ချင်းအဖြစ်သူရန်ကုန်မှာအလုံးလုံးတော့မြည်ဟုသိရခြင်းဖြစ်သည်သူနဲ့ဝေးနေစဉ်တော့ဟာသူ့ကြောင့်ကျမတိလာပြီးထင်ခဲ့ဤအခုလိုလူချင်းနေသည့်အခါကျမှ သူ့ကြောင့်ကျမတကယ်မသိရပါလားဟုခံစားရသည် သူတဲခုနေသည့်တကုံမျိုးတက်ကအတိအိမ်ကိုကျမကတော်တော်နဲ့လိမ့်စာမပြောပေ။ဘာလဲမမစီကျွန်တော်လာမှာပေါ့ကျွန်တော်ယောက်ျားလေးပဲမမလာစီယာမမလို့ပဲဟုကျမကိုအကြောင်းပြသည်။နောက်တော့သူအဲ့ဒီမှာနေနေရောဟုတ်ရဲ့လားဟုပင်ကျမတန်တရားဖြစ်သွားသည်။ဘာပဲဖြစ်ဖြစ်အင်္ဂလိပ်စာတော်မှဖြစ်မည်ဟုသူကိုယ်သူတည်တော်မှာဟုကျမတီးထမကတက်မြောက်စီခြင်းသဖြင့်ကျမတင်သည့်အကြောင်းမှာကြောင်းဝပေးလိုက်၏။ ကျောင်းလာကနည်းနည်းများတော့သူ့မှာပါလာသည့်ငွေမလောက်သဖြင့်ကျမစုလာသည့်ငွေတွေကနေဆိုင်လိုက်သည်ကျွန်တော်လာကထုံရင်ပြန်ပေးမှာနော်မမအေးနေစမ်းပါဦးမင်းလာကဘယ်လောက်ရမှာလဲမမကိုအကျွေးဆက်တာထက်နည်းနည်းတော့ပိုမှာတွေ့လားမိကွန်းတို့ကိုသူ့ဖြေပုံကလှုပ်ဝှမှုတွေအဖုံးပိတ်တွေနဲ့အတော်ပဲမမကြောင်းမှာဆိုတော့မမကိုကြောင်းတော့ကြောင်းပြန်အဖော်လိုက်ပြီးလို့ရပြီဘယ်ဖြစ်မလဲနင်စာတင်ရမယ့်အချိန်ကတစ်ချိန်နဲ့ မမစာသင်ချိန်တွေအများကြီးမို့မင်းနဲ့အချိန်မတူဘူးသို့တော့သူ့အလုပ်ချိန်နဲ့တိုက်နေရများပါသည် မောင်လေးနင်ထမင်းစားတော့ဗမာစားလေကျုံတလို့ပဲကျုံတလို့ဆိုတာဘယ်လိုမျိုးလဲဩခောက်ဆွဲတုပ်တို့ထမင်းစီစမ်းတို့ပေါ့ထမင်းချိန်မယူလားမယူလေဘသူကချက်ပေးမှလဲမောင်ကျမနဲ့ဒီနေ့လေးပါနေထိုင်မှု တိုက်တွန်းမိခဲ့သူကကျမပါဝန်ခံပါသည်သို့တော့ကျမ၏စေတနာက မောင်အန်ဒီရဲ့ကင်းတန်ရှင်းပြီးအဟာရပြည့်သည့်အစားအစာတွေစားစီခြင်းလို့ပါ။ကျမကနန်းနေတိုင်းကိုထမင်းကိုချက်ပြီးကျောင်းတို့ထမင်းဘူးထည့်ယူသွားနေကြမှုသူ့အတွက်ထမင်းဘူးတစ်ခုထပ်ပို့လို့ထူးခြားပြီးအချိန်ကုန်မှာမှမဟုတ်ပဲ။ကျမကဒီလောက်ပဲတွေးပြီးတိုက်တွန်းခဲ့တာ။သို့သောကျမကြိုတင်မတွေးခဲ့သည့်အကျိုးဆက်တွေကအများကြီးပါလား။အထူးသဖြင့်မြို့ဝဖုံးကွယ်တဲ့ဒီမောင်အတွက်ကျမ၏မျက်စိအောင်မနေရတာစိတ်ကျဉ်ကျက်နေလိမ့်မည်ဟုကျမမတွေးခဲ့မိပေ။ ငယ်စဉ်တုန်းကကျမအိမ်နဲ့နေချင်လို့ခေါရောက်လမ်းမှာရှိသည့်ပွဲရုံလေးမှာ ကုလီထမ်းခဲ့သည့်ကောင်းလေးသည်ကျမအနီးသို့ပျော်ရွှင်စွာပြောင်းရှိလာလိမ့်မည်ဟုပဲထင်ခဲ့တာပါသူလှုပ်လှုပ်နေတာက သူပြောထားသလိုအချိုးရဆက်ရုံမဟုတ်ပဲဘီယာဆက်ရုံ အမှန်အတိုင်းကျမသိစေချင်မှာမဟုတ်အဝတ်စားတွေကိုမလျှော်ပဲဝတ်ပြီးသားတွေကိုတလှည့်စီပြန်ဝတ်နေတာကိုကျမသိစေချင်မှာမဟုတ် နောက်ကုံရဲ့အတိုင်းရန်ကုန်လာဖို့သူချင်းကားလာခဲ့တော့ပစံကြီးအတူသူ့ဖေကနေတဆင့်လမ်းလမ်းပို့နေရတာကိုကျမသိစေချင်မှမဟုတ်ကျမမသိစေချင်တော့အเจ้าနေကိုသူဖုံးခွဲထားတော့လေပြီးပြီးလိန်တက်သူလည်းမဟုတ် စကားပြောရင်တစုံတစပြွက်လာတာကိုဖိပြီးမင်းပေါ်ရောဒီတက်ဆိုတာကရှေ့ရဖုံးနောက်ကပေါ်တခုနဲ့တခုစန့်ကျင်ဘက်တွေဖြစ်ကုန်တာမျိုးပထမတော့ဒီကလေးနဲ့တော့ရေမီသည် နောက်တော့ခွန်ကွယ်မှုတွေပေါ်လာတာအများလုံးတော့ကျမမရင်နိုင်တော့ပြီ။နေရာလေးငငယ်တော့အပန်းသေးလေးတစ်လုံးပဲ။အခွန်ခွာလိုက်ပြီးရင်ဘယ်နေရာမှမစုံချိုရာကြီးပဲ။အခွန်ကလည်းပပလေး။အခုတော့နေတလဲသေးတစ်လုံးဖြစ်နေပြီ။အာတလဲသေးတော့ကျွန်တော်မကြိုက်ဘူးမမရဲ့။ပန်းသေးပဲလို့ပါ။သူကအပြုံးဆဆပြင်ကျမစကားကိုလမ်းလွဲဖို့ကြိုးစားသည်။အခွန်ကလည်းထူသလားမမီးနဲ့အတွေ့အော်မြင်ရဖို့တော်တော်ခွာရတယ်။ လက်နောင်ကိုခွာယူရဲအတွင်းကိုမြင်ရပြီလို့လဲဝမ်းသာလို့ပင်ရနောက်ထပ်အကန့်အတမျိုးတကန့်အမိတကန့်အကန့်နေခွဲထားလိုက်တာ တကန့်ပြီးမှတကန့်လူတွေကိုထုတ်ပြတာမင်းကလှုပ်ဝလို့နေတိတ်ဖုံးကွယ်လို့နေမမအကြောင်းဆိုရင်မင်းမသိရဘာရှိလဲဘာမှမရှိဘူးအဲ့ဒါကိုမင်းဘာပြောမလဲမမစိတ်ကိုထိန်းချုပ်နိုင်စွာနည်းသေးတယ်လို့ကျွန်တော်ပြောမှာပေါ့သူကကျမကိုအပြုံးမပြည့်ဖြေပါသည် ားလုံးပဲစိတ်ပါဝင်စားစွာနဲ့အဆုံးထိလိုက်ပါနာဆင်ခဲ့ရမယ်လို့မျှော်လင့်ပါတယ်။ကျမတို့ရဲ့ channel လေးမှာအခုလိုမျိုးစိတ်ဝင်စားစရာစာအုပ်လေးတွေကိုလည်လမ်းမိတလို့တင်ဆက်ဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက် like and subscribe လုပ်ထားကြဖို့မမေ့ကြပါနဲ့ရှင်။နောက်ထပ်လူလေးစာအုပ်လေးရှိရင်လည်း comment မှာရေးပေးသွားလို့ရပါတယ်ရှင်။အားလုံးပဲတာယာရှင်လန်းတော်နေ့လေးတနေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။